ဟယ်လိုအားလုံးမင်္ဂလာပါအခုကျွန်တော်တို့ Mongo TV ကိုအာ Mongo TV Combat ကိုတုံးပြီးတော့ဗောနော်ဒီမှာကျွန်တော် query နည်းနည်းလေးရေးရအောင်ဗောနော် CIV operation ဗောနော် CIV ဆိုတာအာ create re update delete data ပြောတာဗောနော်ကျွန်တော် create ကတော့ကျွန်တော်အရင်သင်ခန်းစာမှာကျွန်တော်လုပ်ခဲ့ပူပြီးသားဗောနော်အဲ့ data တွေကျွန်တော်ဘယ်လိုယူလို့ရလဲတစ်ချက်ကြည့်အောင်ကျွန်တော်အခု test database မှာကျွန်တော်စမ်းထားတဲ့ database ကိုရောက်နေဗောနော် test ကိုဒီ test ကို okay အဲ့တော့ကျွန်တော်အခု use နဲ့အာ mbi_test ဆိုတဲ့ database ကိုကျွန်တော်လမ်းပြီးတော့ select လုပ်လိုက်မယ်ပေါ့နော် okay ပြီးတော့ရင်ကျွန်တော်အခုပါလို့ကျွန်တော်ဆိုတော့ collection နေကျွန်တော်ထုတ်ကြည့်ချင်တာဗျာနော် document နေပေါ့နော် document နေကျွန်တော်ထုတ်ကြည့်ချင်တာ okay တော့ကျွန်တော် db.user.file ဒါဆိုထွက်လာမယ်ပေါ့နော်ဒါကျွန်တော်ထည့်ထားခဲ့တဲ့ဟာကျွန်တော်တစ်ခုလောက် data တစ်ခုလောက်တစ်ဖြည့်ရအောင်ဗျာနော် db.user.in insert insert one မဟုတ်လည်း insert နဲ့လည်းရတယ်ပေါ့နော် okay အဲ့တော့သူရဲ့ name မှာကျွန်တော်က user 1လို့ကျွန်တော်ပြောလိုက်မယ် ပြီးတော့ email ကို okay ဒီလိုပြောလိုက်မယ်ဒါဆိုရင်ရပြီ db.user.file အဲဒါဆိုကျွန်တော်တို့ဒီမှာကျွန်တော်ထည့်ခဲ့လိုက်တဲ့ data အချက်လက်ဒီမှာနှစ်ခုပေါ့နော်နှစ်ခုကိုလာပြီးတော့ထုတ်ပြန်နေလိမ့်မယ်ပေါ့နော်အဲ့တော့ file နဲ့ကျွန်တော်ထုတ်လို့ရတယ်ဒီမှာ PIE DD ဟိုပုံမှန်ဆိုလို့ရှင်များဟို terminal ဒီဒီ terminal ကိုပြောတာပေါ့နော်ဒီ terminal မှာဆိုဒီလိုမျိုး pretty ဖြစ်မနေဘူးဗျာ pretty ဖြစ်ချင်တယ်ဆိုလို့ရှိရင် pretty ဆိုတဲ့ဟာကိုလမ်းပြီးတော့အာ dot pretty ဆိုတဲ့ဟာပေါ့နော်လမ်းမကြီးလိုက်လို့ရှိရင်ဒီမှာနည်းနည်းကြီးကြီးပြောရှိပြောဖြစ်သွားပါပေါ့နော်ဖတ်လို့ read ပဲဖြစ်သွားပါပေါ့နော်အဲ့တော့ဒါကဘာလို့ဆို insect လောက်တယ်ကျွန်တော်ပြန်ကြည့်တယ်အဲ့မှာကျွန်တော် find ရကြတော့အကုန်ထွက်လာပါပေါ့နော် find one ဆိုတဲ့ကောင်ရှိသေးတယ် find one က find one ဆိုတော့တခုပဲထုတ်တာဗျာနော်ကျွန်တော်တခုပဲထုတ်မှာကျွန်တော်တို့ခဏလေး find one one okay အဲ့ okay အဲ့ဆိုဒီမှာကျွန်တော်တို့တစ်ခုပဲထုတ်ပြတာကိုမြင်ရလိမ့်မယ်ပေါ့နော်အဲ့တော့ file ဆိုတာအကုန်ထုတ်မယ် file 1ဆိုတာအကုန်လုံးထုတ်မယ်ပေါ့နော်အာနောက်တစ်ခုကျွန်တော် update လုပ်ကြည့်အောင် okay အခုကျွန်တော်ဒီကောင်းလေးကိုကျွန်တော် control r မဟုတ်ရင် map မှာဆို command r ပေါ့နော် reload တစ်ချက်လုပ်လိုက်မယ်ကျွန်တော်ဒီ data တွေမြင်ရလိမ့်မယ်ဒီဒီဒီကနေကြည့်လဲရတော့ရ okay ဒီမှာဘောင်းဆိုတော့ ထားပါတယ်ကျွန်တော် MTK ဆိုတဲ့ဟာကိုကျွန်တော်နာမည် full နာမည်အပြည့်အစုံကျွန်တော်ရေးလိုက်မယ်ပေါ့နော် DID နဲ့တူတဲ့ကောင်ကိုကျွန်တော်လှမ်းပြင်ချင်တာ okay အဲ့တော့ db. အာ user user. update 1ဒီမှာ update 1 update man နေရှိတယ် okay နောက်မှကျွန်တော်အခုတော့ update 1နဲ့ပဲကျွန်တော်သွားလိုက်မယ်ပေါ့နော် update 1ဆိုတခုပဲကျွန်တော်ပြင်တာကဒီဟို multiple ဟိုဟာဒီ document တွေကျွန်တော်ပြင်ရင်းနဲ့ပြင်လို့ရတယ် update man နေပေါ့နော် okay ဒါပေမဲ့ကျွန်တော် update 1နဲ့ပဲသွားလိုက်မယ်ဒီမှာပထမဆုံးတစ်ခုကဘာလို့ဆိုတော့ ဘယ်ကောင်နဲ့တူတယ်မှာ name mdk ဖြစ်တဲ့ကောင်ကိုအဲဒီလို condition ပေါ့နော် condition လာတာ okay အဲ့တော့ကျွန်တော်ဒီကောင်ကိုတစ်ချက် copy ကူးလိုက်မယ်ဒီ mdk ရဲ့ဒီ ns code id ရာဒီ object id ဒီလောက်တလောက်ဖြစ်တဲ့ဟာအဲဒီလိုပေါ့နော် okay အာ sorry နားလေသူ enter တစ်ချက်ပါသွားလို့ရအဲဒီ d ကနေကျွန်တော်ဟိုလောက်လိုက်မယ်ဗျာ okay ဒီကောင် copy ကူးလိုက်မယ်ဒီကောင်ပို့အစင်ပြည်တယ် okay okay ဒီကောင်ကိုကျွန်တော်ပြင်ပါဗျာ okay ပြင်မယ်ဆိုတော့ dollar sign set ဆိုရဲဟာ okay နောက်မှကျွန်တော်ဒါတွေအသေးသေးပြောမယ် set set ဆိုရဲဒီဒီ set တွေကိုကျွန်တော် object ထည့်ပြရမှာပေါ့နော်ဘာ column တွေဘယ်လိုပြင်မှာလဲပေါ့နော် okay အဲ့တော့ကျွန်တော်ဒီမှာ name ဆိုတဲ့ကောင်ကိုဘာလို့ပြင်နေအောင်ဆိုတော့ moi ကို sorry dh ရဲ့ဒီ ky ကိုဒီလိုပြင်နေတာ okay ချက် enter ခေါ်လိုက်မယ် okay db.user. find နဲ့ကျွန်တော်ပြန်ရှာကြည့်အောင်အာနည်းနည်းနည်းလွယ်နေတယ်ခဏလေး user ကျွန်တော်တို့ဒီကောက်ရောက်တယ်ဒီပြီးတော့အာ user.update when and school idea okay ဒီကောက် p1 comma နဲ့ dollar sign set နဲ့ object ကျွန်တော် name ကို new pin tag ကျော်လို့ပြင်နေတာကို okay ဒီပြီးတော့အာ uh, users okay user find. okay အဲဆိုဒီမှာဒီ object id နဲ့တူတဲ့ဟာကိုကျွန်တော်လှမ်းပြင်လိုက်ရတာအဲ့ဒီခုနက set ဒီရဲ့အနောက်မှာလေ email ကျွန်တော်ပြင်ရင်လဲထပ်ပြီးတော့ဒီမှာ object ထက်ထဲပေါ့နော်တစ်ချက် make sure ကိုယ်တိုင်ပြင်ကြည့်ပေါ့နော်လွယ်လွယ်လေး okay ဒါပေါင်းဆို id နဲ့တူတဲ့ဟာကိုကျွန်တော်လှမ်းပြင်လိုက်တာအဲ့လိုပဲအာ email ကဘာဖြစ်တဲ့ကောင်ကိုလှမ်းပြင်ပါမယ်ဆိုလဲပြင်လို့ရတယ်ပေါ့နော် okay တစ်ချက်ကိုယ့်အကူစမ်းကြည့်ကျွန်တော်ပြောရအောင်နားလည်မယ်လို့ကျွန်တော်ထင်တယ်အာနောက်နောက်တစ်ခုကဟို delete လုပ်မယ်ပေါ့နော်ဖြတ်မယ်ပေါ့ okay ဒီအောက်ကဟာတကူကျွန်တော်ဖြတ်လိုက်မယ်ဗျာ အခုဆိုကျွန်တော်တို့မှာအမ်မြူတက်ကျော်ရဲ့ဒီ MDK ဆိုရဲဒီဒီကောင်ကိုကျွန်တော်ဖြတ်ချင်တာဗျာโอเคဒီကောင်ကိုကျွန်တော်အခုကျွန်တော်ဟိုဟာဒီ email က mdk@a.com ဖြစ်နေတဲ့ကောင်ကိုဖြစ်မယ်โอเคနောက်ခုလုံးပါသွားလိမ့်မယ်ဗျာโอเคအဲ့လိုအဲ့လိုတော့မဖြတ်တော့ဘူးဒီ ID နဲ့တူတဲ့ဟာကိုကျွန်တော်ဖြတ်လိုက်ပဲဗောနော Okay အဲ့တော့ db. user. sorry ဒီ remove ကဒီ duplicate ဖြစ်သွားပြီ delete delete one ဗောနော Okay sorry delete one 1 delete one နဲ့ကျွန်တော်ဒီမှာ object ထည့်ပြရမယ်။ဘာအောင်ဆိုတော့ဘယ်ရဲ့ column ကဘယ် value နဲ့တူတဲ့ကောင်ပြင်ပါလဲဒီလိုပေါ့နော်ခုနလို underscore id ကဒီ object id ဒီကောင်နဲ့ဖြစ်တဲ့ဟာကိုကျွန်တော်တို့က delete လုပ်မယ်ပေါ့နော်။အဲ့မှာကျွန်တော်ဒီကောင်မထည့်ပေးဘူးဆိုတော့ enable ရတယ်နော်။ဘာအောင်ဆိုတော့ sql မှာဆို delete from user ဆိုအအကုန်လစ်သွားမှာနော်။ okay ဒီကောင်လည်းတကယ်ပြက်မှာနော်။ delete delete မှာ delete one ကတော့ကိစ္စမရှိဘူးတကူပဲပြက်မှာ။ဒါပေမဲ့ delete ဆိုတဲ့ခေါင်းရှိနေတယ်။ object မှာအလွတ်ထည့်ပေးလိုက်တာနဲ့ဒီရဲ့ document တွေအကုန်ပြက်မှာပေါ့နော်။ okay ဒါတတိထားဖို့ ို့တယ်အဲ့နောက်ခောက်လိုက်မယ် okay pp. အဲ user.find နဲ့ကျွန်တော်ပြန်ရှာကြည့်အောင်ကိုအဲ okay ဒါဆိုခုနကကျွန်တော်တို့ဟို mdk ဆိုတော့ name က mdk ဖြစ်နေတဲ့ကောင်လေးပြတ်သွားမယ်ပေါ့နော် okay ဒီလောက်ဆိုမိတ်ဆွေတို့နားလည်မယ်လို့ထင်တယ်နောက်သင်္ကေတတစ်ခုရအောင်ပြန်တွေ့မယ်အားလုံးပဲကျေးဇူးပါ